အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့တမရဒေါ်နယ်ထရမ့်ကအီရန်နိုင်ငံသားတွေကို အီရန်ရဲ့မြို့တော်မှာအ мян စွန့်ခွာရန်တတိပေးလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းအပြည့်အစုံကတော့ CBS News ကဒီကနေ့ဇွန်လ18 2025မှာတင်ဆက်သွားတာကတော့ G7 ထိပ်သီးအစည်းအဝေးတက်ရောက်နေတဲ့သမ္မတဒေါ်နယ်ထရမ့်ကဣသရေးနဲ့အီရန်ဖြစ်နေတဲ့စစ်ထက်ပိုပြီးအရေးကြီးတာကအီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်နေတဲ့လုပ်ငန်းအပြီးသက်စုံကန်းတိုင်တင်ပြီးလို့ပြောလိုက်ပါတယ်။ဒီနေ့အင်္ဂါနေ့မနက်မှာတော့အခုဆိုရင်9ရက်တောင်ကြာနေပြီဖြစ်တဲ့ဣသရေးနဲ့အီရန်တို့ရဲ့စစ်ပွဲကြောင့်ဣသရေးပြည်သူတွေလည်းနှစ်ဒါဇင်လောက်တေဆုံးခဲ့ရပြီးအီရန်ဘက်ကလည်းရာပေါင်းများစွာ ပြည်သူတွေအသက်ပြောက်ခဲ့ရပါတယ်။အခုတော့တမ်မရာထရမ့်ဟာ ကနေဒါမှာအစည်းအဝေးတက်နေတဲ့ကမ္ဘာထိပ်သီးခေါင်းဆောင်တွေရဲ့အစည်းအဝေး G7 ကိုအပြီးထိပြီးအောင်မနေတော့ဘဲနဲ့အမေရိကကို ပြန်လာနေပါပြီ။သူလေရင်ပေါ်မတက်ခင်မှာသတင်းထောက်တွေကမေးလို့ပြန်ဖြေတာကတော့ငါအီရန်နဲ့အစ္စရေးစစ်ပြေငြင်းရန်ပြုလုပ်လိုတယ်လို့တခါမှမပြောပါဘူးတဲ့။အဲ့ဒီကိစ္စထက်အရေးပါတဲ့ကိစ္စတွေပြင်ရှင်းဖို့ G7 ကနေငါချက်ချင်း US ကို ပြန်လာတာလို့ပြောခဲ့ပါတယ်။ပြင်သစ်သမ္မတဟာငါဘာလုပ်ဖို့ DC ကို ပြန်လာခဲ့တယ်ဆိုတော့မသိပဲနဲ့အီရန်အစ္စရေးစစ်ပွဲရပ်ဖို့ပြန်လာတယ်လို့ပေါက်ခဲ့ရပြောတာအလွန်မှားကြောင်းလဲသတင်းဌာနတွေကိုသူကပြောခဲ့ပါတယ်။အစ္စလာမ်နိုင်ငံဖြစ်တဲ့အီရန်ရဲ့စစ်ရေးကုခဲမှုတွေကိုအကြီးအကျယ်ဖျက်တောက်ပြီးတော့အီရန်ရဲ့နျူကလ িয়ার စွမ်းအင်ထုတ်လုပ်တဲ့စက်ရုံတွေပေါ်အစ္စရေးရဲ့တိုက်ခိုက်မှုဟာရပ်တန့်သွားနှေးကွေးသွားမှာမဟုတ်ကြောင်းသမ္မတထရန့်က ပြောပါတယ်။မင်းတို့မကြခင် တွေ့ရလိမ့်မယ်။စေတန်းလောက်ရှိတဲ့အီရန်ပြည်သူတွေဟာ တီဟီရန်မြို့တော်မှာနိုင်ပိုင်းအတွင်းစွန့်ခွာသွားကြလိမ့်မယ်လို့တမရထရန့်ကပြောပါရယ်ဒီစစ်ထဲမှာပဲတမရထရန့်ကမီဒီယာတွေကို ပြောတာကတော့သူကနေဒါမှာအခုပြုလုပ်နေတဲ့ G7 အစည်းအဝေးကချက်ချင်းအမေရိကကိုပြန်လာတာကတော့ Israel Iran တို့ရဲ့စစ်ပွဲအခြေအနေကိုသူ့အိမ်ဖြူတော်ကတီးတန့်အခန်းကနေအသေးစိတ်ကြည့်ရှုသုံးသပ်ဖို့လို့ကြောင်းဖုန်းတွေပြောရတာသူမကြိုက်ကြောင်းဖုန်းတွေကိုသူမယုံကြောင်းမင်းတို့တွေပဲဖုန်းတွေပြောနားထောင်နေကြငါကတော့ ြင့်မြင်ပြင်းရဲ့အခြေအနေကိုမျက်မြင်ကြည့်ရှုပြီးဖုန်းမသုံးဘဲလေ့လာကြောင်ပြောသွားပါတယ်။သမ္မတထရန့်ကသူ့ရဲ့ဒုတိယသမ္မတ JD Vance ရဲ့တန်တမန်တူရဲ့ကိုအီရန်ကိုစေလွတ်ရင်စေလွတ်ပြီးတော့စေဆက်ဖို့ပြောရန်စဉ်းစားထားကြောင်းဒါပေမဲ့သူ့အနေနဲ့ကတော့စေဆက်ညှိနှိုင်းရေးတွေလုပ်ရတာတိတ်ဆိတ်မပါကြောင်းအခြေအနေရပဲလို့ပြောသွားပါတယ်။အီရန်အနေနဲ့သိရမှာကတော့အမေရိကကိုပြစ်မှတ်ထားနေတယ်ဆိုတော့ သတိထားပြောဆိုတဲ့ကြောင်းအကယ်၍အမေရိကန်ပြည်သူပြည်သားတွေကိုအီရန်အနေနဲ့တခုခုသာပြုလုပ်ခဲ့ပြီဆိုပါကအမေရိကအနေနဲ့အီရန်ကိုအပြင်းထန်ဆုံးထိခိုက်အောင်ပြုလုပ်သွားမယ်ဆိုတာသိစေချင်ကြောင်းပြောသွားပါတယ်။အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်မှုတွေအပေါ်အမေရိကကဝင်ရောက်ရပ်တန့်သွားမှလားလို့မီဒီယာတွေကမေးတော့ငါတို့အမေရိကသာလုတ်ချင်နေဆိုရင်ကြာလာပြီဒီအီရန်ရဲ့နျူကလ িয়ার ကိစ္စတွေချုပ်ငိမ့်သွားမှာအဲ့ဒီလောက်ထိ ငါတို့ကိုယ်တိုင်မဝင်ဆွတ်ချင်သေးလို့မပြုတ်လို့သေးကြောင်းတမနာထရန့်ကပြန်ဖြေပါတယ်ဒီချိန်တည်းမှာပဲအစ္စရေးနိုင်ငံကလည်းအီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုဖျက်ဆီးနေုံတွေမကတော့ပဲအီရန်ရဲ့ထိပ်သီးကောင်းဆောင်တွေကိုပါတုတ်တင်နေပြီးတော့တီဟီရန်မြို့ပေါ်မှာအီရန်စစ်တပ်အုပ်စိုးနေတဲ့နေရာတွေနိုင်ငံပိုင်သတင်းဌာနတွေကိုလည်းအစ္စရေးကချေမှုန်းနေကြောင်းသိရပါဗျ။ CBS သတင်းဌာနကလည်းအီရန်မြို့ပေါ်မှာရှိတဲ့သူတို့ရဲ့သတင်းတိုက်တစ်ခုကိုလည်းဖျက်ဆီးခံရတဲ့အထက်ပါသွားကြောင်းပြောပါရယ်။ Israel တပ်ဖွဲ့တွေကပြောတာကတော့အီရန်ရဲ့သတင်းဌာနဟာ Israel ကိုစန့်ကျင်ရနေမျိုးစုံတဲ့သတင်းအမှားတွေထုတ်လွှင့်နေခဲ့တာကြောင့်အီရန်စစ်တပ်ကိုတိုက်ခိုက်ချေမှုန်းသလိုပဲအဲ့ဒီအီရန်ရဲ့သတင်းဌာနကိုလည်းချေမှုန်းရတာဖြစ်ကြောင်းအခုဆိုရင်အီရန်မြို့တော်မှာရှိနေတဲ့အီရန်ရဲ့စစ်ဌာနချုပ်အကြီးဆုံး ုဂ္ဂိုလ်ဖြစ်တဲ့အာလီရှာဒမ်နိုင်ကိုလည်းတုတ်တင်ရှင်းလင်းနိုင်ကြောင်းအခြားစစ်တပ်ထိပ်သီးပိုင်း၄ယောက်ကိုလည်းအီရန်နိုင်ငံရဲ့အသေးနှလုံးဖြစ်တဲ့တီဟီရန်မြို့ပေါ်ကစစ်ဌာနချုပ်မှာရှိနေတော့ဒုံးကြီးနဲ့ပြစ်ခတ်တုတ်တင်လိုက်နိုင်ခဲ့ပါတယ်အခုတော့တီဟီရန်ကို အစ္စရေးကအပြင်းထန်တိုက်ခိုက်နေပြီးဖြစ်တာကြောင့်တီဟီရန်မြို့သူမြို့သားများဟာဆိုရင်တော့မြို့ကိုစွန့်ခွာပြေးနေရပါပြီ။တမရထရမ့်ကလည်းမိမိအသက်ဘေးမှာ ကင်းလို့ချင်ရင်တော့တီဟီရန်မြို့တော်မှာအခုပင်ဆုံခွာကြတော့လို့အီရန်ပြည်သူတွေကိုသတိပေးလိုက်ပြီးဖြစ်ပါတယ်။မနေ့ကတနင်္လာနေ့ကစပြီးဒီမနေ့အင်္ဂါနေ့အထိအီရန်ကအစ္စရေးကိုပစ်လွတ်ခဲ့တဲ့ဒုံးကျည်30လောက်ကိုအစ္စရေးဘက်မှပစ်ချနိုင်ခဲ့ပြီး တချို့ဒုံးကျည်တွေကတော့အစ္စရေးနိုင်ငံကို ထိမှန်သွားခဲ့ကြောင်းအစ္စရေးကပြောပါတယ်။အစ္စရေးနိုင်ငံမှာအခုရောက်ရှိနေကြတဲ့အမေရိကန်နိုင်ငံသားဖြစ်နေတဲ့မူလ အစ္စရေးလူမျိုးတွေကတော့မိသားစုနဲ့အတူဘုံခိုကျင်းထဲမှာပုန်းနေရပြီးဘုံတွေကျခဲ့တဲ့အတန်တွေဟာကြောက်ကမန်းလေးဒီကျဲလောင်လွန်းလှပြီးအဆောက်အဦတွေများပြားစွာပျက်စီးခဲ့ကြောင်းဒီလိုစစ်ပွဲတွေ ကြုံကြက်ရမယ်မထင်လို့အစ္စရေးကိုခဏပြန်လာခဲ့ကြောင်း CBS News ကိုပြောပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်သွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးကြပါ So please take care of yourself and each other. Bye bye.